စီမောမာရေမွန်ရဲ့သချင်းဆိုရင်အနှိမ့်ဆရောက်ခဲ့ရတဲ့အဆိုတော်အဒီနိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နေမကောင်းတဲ့ကြားကနေစီမောမာသချင်းဆိုနေရင် heart attack ဖောက်ပြီးတော့စီမောမာတဲ့အသက်ဆုံးရှုံးသွားရတာကတော့အဆိုတော်အဒီနိုပါဒါကြောင့်လဲပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြပါတယ် ရှင်းစင်ကတော့အော်တိုဘာလ25ရက်နေ့ညကအစ်စတန်ရန်ကုန် event farm မှာကျင်းပခဲ့တဲ့ ADS အဖွဲ့ရဲ့ Adbus ADL Farewell Concert နောက်ဆုံးနှုတ်ဆက်ပွဲမှာပါဒီပွဲဟာကွင်လွန်သွားပြီဖြစ်တဲ့အဆိုတော် Raymond နဲ့ ADL Band ကိုဂုံပြုတ်နှုတ်ဆက်တဲ့ပွဲဖြစ်ပါတယ်ဒါပေမဲ့ ကျမငင်းနေလို့ပဲဆိုရမလားမသိပါဘူးအဲ့ဒီဂုံပြူပွဲမှာပဲနောက်ထပ်ဂီတာကျဲတပွင့်အကျွေးလင်းခေရပြန်ပါတယ်သူကတော့ Fever When No Night Rock အဖွဲ့ရဲ့ Vocal အဆိုတော့ကိုအဒီနိုပဲဖြစ်ပါတယ်ကိုအဒီနိုဟာသူ့ရဲ့အချစ်ဆုံးတငယ်ချင်းတယောက်ဖြစ်တဲ့ Remo အတွက်အရေးဆိုပြီးတော့စင်ပေါ်မှာဖျော်ဖြေနေခဲ့တာပါဝန်နေစရာအကောင်းဆုံးအခိုက်အတန့်ကတော့သူဟာ Remo ရဲ့နာမည်ကြီးတချင်းတစ်ပုဒ်ဖြစ်တဲ့မငိုပါနဲ့တော့တချင်းကိုတီးဆိုနေစင်မှာပဲ Yodian Hot အတက်ရပြီးတော့စင်ပေါ်မှာလဲကျသွားခဲ့ရဖြစ်ပါတယ် ကွေးမရှိနေတဲ့သူရဲ့ဗန်တငယ်ချင်းတွေနဲ့တာဝန်ရှိသူတွေကရှေးဥသူနာပြုစုနေနဲ့စ조사ခဲ့တင်ပြီးတော့ဈေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကိုအဒီနိုတယောက်လူလောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။တကယ်တော့ကိုအဒီနိုကနှလုံးရောဂါအခံရှိသူတယောက်ဖြစ်တယ်လို့သူရဲ့မိတ်ဆွေအသားဝိုင်းကသိရပါတယ်။ဒါပေမဲ့ဒီပွဲဟာသူရဲ့ငယ်တငယ်ချင်းအရင်ကြီးဖြစ်တဲ့ရေမွန်ကိုနှုတ်ဆက်တဲ့ပွဲ၊ဂုံပြူတဲ့ပွဲဖြစ်တာကြောင့်သူကိုယ်တိုင်ပါဝင်ပြီးတော့ရေမွန်ရဲ့မငိုပါနဲ့တော့တခြင်းကိုအကော ောင်းဆုံးဖြစ်အောင်တည်ဆုကုန်ပြုဖို့စီစဉ်ထားခဲ့ရပါဒါပေမဲ့ဘသူကထင်ပါလဲရှင်တငယ်ချင်းအတွက်အနှုတ်ဆက်တန်းချင်းတည်ဆိုရင်အဲ့ဒီမငိုပါနဲ့တော့တခြင်းကပဲကိုအဒီနိုရဲ့ဒီလောကကြီးကိုနှုတ်ဆက်သွားတဲ့သူ့ရဲ့နောက်ဆုံးနှုတ်ဆက်တခြင်းဖြစ်သွားပါတယ်ကိုအဒီနိုဆိုတာဂီတလောကနဲ့အစိမ့်သက်သူတရားမဟုတ်ပါဘူးသူဟာဂီတမျိုးရိုးအခိုင်အမာရှိသူတရားပါမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးဂီတပညာရှင်တဦးဗိုကန်နီပြတဦးဖြစ်တဲ့ခရီးသွား9ယောက်အဖွဲ့ကအဆိုတော်ဒေါ်ထွေစီရဲ့သားကြီးဖြစ်ပါတယ်ဒါကြောင့်မလို့ သူဟာငယ်စဉ်ကတည်းကဂေတာပဝင်းစစ်မှာကြီးပြင်းလာခဲ့ပြီးတော့ဂေတာနဲ့အကျွမ်းတဝင်ရှိခဲ့သူပါ။ ဒူဂရိုင်းကလည်း rock metal နဲ့ alternative guitar တွေကိုမြန်နိုးတဲ့သူဖြစ်ပြီးတော့2009ခုနှစ်လောက်ကတည်းက Fever When on Nine ဆိုတဲ့ rock band ကိုတည်ထောင်ပြီးတော့ကိုပိုင်တန်ဆင်သင်းတွေကိုစ조사ဖန်တီးနေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အခုတော့အသက်38နှစ်အရွယ် guitar အိမ်မက်တွေအများကြီးရှိနေသေးရဲ့ကိုအဒီနိုတယောက်သူ့ရဲ့တငယ်ချင်း Raymond ရဲ့နှုတ်ဆက်ပွဲမှာကိုရိုင်းကလူလောကကြီးကိုအပြေးတိုင်းနှုတ်ဆက်ထွက်ခွာသွားခဲ့ရပါတယ်။ဒီပြည့်ဟာမြန်မာနိုင်ငံရဲ့ guitar သမိုင်းမှာအစိုးရတယောက်စင်မြင့်ပေါ်မှာတည်ဆို ချော်ပြင်းနေနှလုံးရက်ပြီးတော့ကွင်လွန်သွားတယ်ဆိုတော့အရန်ကိုရှားပါပြီးတော့ကြေကွဲစရာအဖြစ်ဆိုးတစ်ခုဖြစ်နေမှတ်တမ်းဝင်သွားခဲ့ရပါတယ်ပရိသတ်တွေကတော့ဒီသတင်းကြောင့်ပဲအရန်ကိုဝန်းနေနေကြပြီးတော့ဘဝမာယောဂီတာမာဝါခင်မင်ခဲ့ကြတယ်တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ရီမွန်နဲ့အဒီနိုတို့နှစ်ယောက်တမလွန်မှာပြန်လည်စုံစည်းပြီးတော့သူတို့ချစ်တဲ့ဂီတာသင်းတွေကိုအတူတူဖန်တီးနေကြမလားလို့တွေ့ရင်နဲ့ဝန်းနေမဆုံးဖြစ်နေကြပါတယ်ကျမတို့ရဲ့ပရိသတ်ကြီးလည်းကွင်လွန်သွားပြီဖြစ်တဲ့အဆိုတော်အဒီနိုတယောက် ကောင်းရမွန်ရဘုံဘဝကိုရောက်ရှိဖို့ဆုတောင်းစကားလေးတွေမှာမှတ်ချက်ရေးသားခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်